တာဝန်ခံမှုပုံမအကောင်းတဲ့အုပ်ချုပ်ရေးစနစ်နဲ့ပုံမကောင်းမွန်တဲ့ပြည်သူဝန်ဆောင်မှုဖြစ်ပေါ်ဖို့ရည်ရွယ်တဲ့ပြည်သူလူထုအခြေပြုတာဝန်ခံမှုစီမံကိန်းကိုလင်းနှစ်အတွင်းပြည်내နဲ့တိုင်းဒေသကြီးလေးခုမှာအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတဲ့ဒီသတင်းကိုအောင်ကိုကိုလက်ကပေးပို့ထားပါရရှင်။ ပြည်သူလူထုအခြေပြုတာဝန်ယူမှုစီမံကိန်းမိတ်ဆက်အခမ်းအနားကိုနေပြည်တော် Grand Amara Hotel မှာဒီဇင်ဘာ17ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။အဒီစီမံကိန်းကို2016-2019ခုနှစ်လေနှစ်တာကာလအတွင်းမှာကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းဒေသကြီးတွေမှာအကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ဆောင်တဲ့ဒီလိုစစ်စစ်ကိုကျင့်ဖို့ရပ်ကွက်စီရှိတယ်လို့တခြားနေရာတွေကိုကျင့်ဖို့လည်းရပ်ကွက်စီရရှိတယ်။ဒါပေမဲ့ကျွန်တော်ဟိုအမြင်ရပြောရရင်တော့အရင်ကာလအရင်နဲ့အရှင်တော့ပို့ပြီးတော့ပို့ပြီးတော့ဟိုအရင်ကပို့မှလည်းပြော ီဘောဆောင်တဲ့ TV စီစဉ်မှုတွေအဲနောက်ကျတော့ကျွန်တော်ဒီဆိုရတဲ့ TV စီစဉ်မှုပေါ့နော်နေရတယ်ပေါ့အခုအရင်ကတည်းကပို့ပြီးတော့ဟိုအတိုင်းတော်ကဒီအရှိရောက်လာတယ်ကျွန်တော်ဒီစမန်ကိန်းကိုဥရောပသမဂ္ဂကော်မရှင်ရဲ့အထောက်အပံ့နဲ့ Orphan Scholar Institute Spectrum စတဲ့အဖွဲ့အစည်း၃ခုကအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအစိုးရပိုင်းနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့အပြန်အလှန်ထိတွေ့ဆက်ဆံမှုကနေပြည်သူလူထုအတွက်ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုတည်ရပေါ်ပေါက်လာစေဖို့အတွက်ရည်ရွယ်လှုံ့ဆော်ရခြင်းဖြစ်တယ်လို့စီမံကိန်းဒါရိုက်တာတဦးကအခုလိုပြောပါတယ်။ စပက်ထရာအနေနဲ့ကဘာတွေလှုပ်ဆောင်လဲဆိုတော့သဘောဝအေးမြင့်တွတ်တက်ပစ္စည်းထုတ်မှုနဲ့ပတ်သက်တဲ့ပွင့်လင်းမြင်သာမှုတွေဘန်ဒိုင်းနဲ့ပတ်သက်တဲ့ပွင့်လင်းမြင်သာမှုတွေကိုအဓိကလှုပ်ဆောင်ပါတယ်ဒီစမန်ကင်းကပြည်သူလူထုကိုအကျိုးပြုစေချင်တာဖြစ်ပါတယ်ဘလို့အကျိုးပြုလဲဆိုတော့ပြည်သူတွေအနေနဲ့သတင်းချက်လက်တွေကိုပွင့်လင်းမြင်သာစွာရရှိပြီးတဲ့နောက်မှာ ်အစိုးရဌာနများကိုတာဝန်ယူမှုတာဝန်ခံမှုပုံပုံမြင်မလာစေဖို့ကြီးပဲပါတယ်စီမံကိန်းကိုပြည်သူ့ဗန္ဓာရေးစီမံခန့်ခွဲမှုမှပွင့်လင်းမြင်သာမှုတာဝန်ယူမှုနဲ့ပြည်သူလူထုပူးပေါင်းပါဝင်မှုတိုးတက်လာစေရန်အစိုးရစီမံကိန်းရေးဆွဲမှုတွေမှာပုံမတိုးတက်ကောင်းမွန်လာစေခြင်းအတွက်အကောင့်ထက်ပေါ်လှုံ့ဆော်ရခြင်းဖြစ်တယ်လို့စီမံကိန်းဒါရိုက်တာတဦးဖြစ်တဲ့ Mr. David ကဆက်လက်ပြောဆိုခဲ့ပါတယ်ဒါအပြင်အရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ဒေသနာအာဏာပိုင်တွေအကြားလူမှုတာဝန်ယူမှုပုံမတိုးတက်ကောင်းမွန်လာစေရေးနဲ့တဘာဝတင်ရန်စတာစီမံခန့်ခွဲမှုတွေမှာပွင့်လင်းမြင်သာမှုရှိပြီးစီမံကိန်းတွေနဲ့ဘတ်ဂျက်တွေပို့ပေါင်းလာစေအောင်လူထုဗဟုပြု တဲ့စနစ်တွေပေါ်ပေါက်လာစေဖို့အတွက်ဖြစ်ပါတယ်။အစိုးရပိုင်းနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေကြားအပြန်အလှန်ပြည်သူအသံနားထောင်ကျင့်သုံးနိုင်ဖို့အတွက်လည်းတင်နန်းပေးတာတွေလုံဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်အောင်ကိုကိုလက်နေပြီးတော့တင်ပြပို့ထားတာပါ။